သိမ်းဆိုင်ရဲ့ပစစ်အိမ်အပိုင်းတစကတရားအဖာကပြပြမှောင်ကြအောင်ညစ်ပါတဲ့ပစစ်အိမ်ဥပုံညရေတဲ့ပြဆန်းအဖြူထဲအလင်းမှပြမိန်နီး ပစိရင်ကွက်ဆန်းနေတင်းတိန်စာပိုင်းရေသူမီမသိပြုံလေးရက်တဲ့ရက်ကန်စင်ပါစင်လို့မီမိဘနဲ့အေးပစိအိမ်ကွက်ဆုံခင်းနေတင်းတိန်တဲ့လီရှေဟောင်းတီအမကျွန်တော်ကလွန်ခဲ့သောနေ့လေး90လောက်ကစာပြီးစာပေသည်နိုင်ငံရေးလက်အောက်ခံဟူဖော်ပြခဲ့သည်ညင်းသောတရားတိုင်းကျွန်တော်တို့ပြောင်းလဲလာသောခင်များတွင်အပြောင်းလဲတိုင်းစာပေသည်လည်းပြောင်းလဲလာခဲ့သည်တာတကုံတာယာ ခေပြိုင်ခန်းစားမှုကလျာ2000နှစ် match အမှန်နဲ့905ပစိအိမ်ကိုရေးသားခြင်းကကျွန်တော်ရေးသားမှာ40ဝန်းကျင်ဖြစ်သည်ဝိထုဆောင်သက်ပါနေဆွဲရာ10ရက်ဩဂုတ်1988ဖြစ်သည်ထို့ကြောင့်ပစိအိမ်ဝိထုရေးသက်တမ်းသည်ယခုအခါနှစ်20ကျော်ခဲ့ပြီပစိအိမ်တွင်1990ခုနှစ်များ90 80ကာလများတွင်ကလူမှုရေးကြောင်တရားနှင့်ငွေသက်များလွှမ်းမိုးလျက်ရှိပေသည် စင်စင်လူမှုရေးအကြောင်းတရားဖြစ်ပျက်များဆိုဒီမှာလဲနိုင်ငံရေးအကြောင်းတရားဖြစ်ပျက်များဤလောက်ခံဖြစ်ပေသည်ခေတ်ခင်းဆိုဒီကတမဟုတ်ချင်းပြောင်းလဲသည်မဟုတ်တဖြည်းဖြည်းချင်းပြောင်းလဲလျက်ရှိသည်ရင်းတို့ပြောင်းလဲရမှာအတေတခုပေါ်ထွန်းလာက ခိုင်မာလာနိုင်သည်ပြောင်းလဲနေသည့်အချိန်တွင်မှန်ရခဲ့သည်ဝတ္ထုတွင်လည်းထို့တူပင်ဝတ္ထုရေးဖွဲ့များပြောင်းလဲနေသည်စာပေသည်နိုင်ငံရေးလောက်ခံဟူသောသဘောတရားအတိုင်း ခေတ္တခေတ်ဤနိုင်ငံ၏ခြေနေပေါ်တွင်မြည်၍ပြောင်းလဲတည်ရှိနေသည်မှာတဘာဝပြီယင်းပစိရိန်တွင်အဓိကကြသောဇက်ဆောင်လေးဟုပါရှိသည်ထိုဇက်ဆောင်လေးဥတော်လှူရှားခြင်းလဲရသောဆေစုတုံစုခန့်ကိုဝတ္ထုမြင်ဖြင့်တမိုင်းတင်ခဲ့ခြင်းဖြစ်သည်သူတို့၏ဘဝများသည်ရေဘူးရဆန်သောဘဝများပင်ဖြစ်သည်သူတို့၏နောက်ခံတွင်ကတမိုင်း၏စီးသည်စီစဉ်လျက်ရှိလေသည်ယနေ့ခေတ်ပေါ်ထွန်းနေသောခေတ်ပြိုင်ဆိုင်ရေးဆရာတို့သည်ဤသည့်အကြောင်းအရာများကိုဖွဲ့ခဲ့သည်လည်း ူတို့သည်လည်းသူတို့ပတ်ဝန်းကျင်ဖြစ်သောလူဖွဲ့စည်းအကြောင်းအရာများကိုဖွယ်ပေးသည်ယင်းသည်တဘာဝုထတရားဝုထုဆိုသည်ကလူအကြောင်းဖွယ်သောစာပေပုံတန်းတို့ဖြစ်ရာမိဒီခေတွင်ဖြစ်စေဝုထုသည်သူခေရုပ်ပုံကားကိုဖွယ်ပေးလိမ့်မည်အစဲအိမ်ကိုဖတ်ရသောအခါခေဟောင်ရွှင်ကားတကားကိုပြန်ကြည့်ရသလိုတန်းဆော့ဖွယ်အချို့ကိုပြန်၍မြင်ကောင်းမြင်နိုင်မည်သို့မဟုတ် တခေတ်ခါရင်အရေးအယံအငွေတက်များကိုလူမှုရေးရှူတောင်းဖြင့်မြင်တွေ့ကောင်းမြင်တွေ့ကြရလိမ့်မည်ဟုမျှော်လင့်သည်။စာပေဒီနိုင်ငံရေးလောက်ခံဆိုပါကထို့ရှူတောင်းများသည်လည်းလူမှုရေးသမိုင်းရှူတောင်းများပင်ဖြစ်ပေလိမ့်မည်။တကယ်တမ်းကတော့ဝိတုသည်သမိုင်းမဟုတ်သို့သောလူမျိုးတစ်မျိုးတိုင်းပြည်တစ်ပြည်ခေတ်ပေါ်ဝိတုများကိုဖန်ရင်ရင်းလူမျိုးတော်၏တိုင်းပြည်နှင့်သမိုင်းစာနာများကိုတော့တွင်နိုင်သည်။ တရုတ်ဖော်စာပေဟူဒီမှာရင်းယူစာခေပြခြင်းမုံဟူသောဝါဟာရရှိသည်ဝိတုတိခေပြခြင်းမုံဝိတုတိလူအများ၏အကြောင်းအရာကို ဖွင့်ဝဲရင်းကလူဤပတ်ဝန်းကျင်လူဖွဲ့စည်းရဲ့အကြောင်းမပြင်းမနေပါလာရတော့သည်ရင်းတော်သောနောက်ခံက လူတို့၏လှုပ်ရှားမှုများကိုဖန်လင်းရင်းခေခြင်းတွေကိုတွေ့နိုင်သည်ရင်းသောသည်တမိုင်းသောကျွန်တော်သည်ပစိအိမ်ထဲမှရေးပါသောဆက်ဆောင်လေးဦးကို သူတို့ရောက်ရှိနေသောပစ္စကကာလယန္နီယာ1980ခုနှစ်များတွင်သာထားခဲ့သည်စိတ်ကိုယဉ်ဆန်းဆန်းနာဂတိစသိမ်းမျိုးဖြင့်စသိမ်းမပေးခဲ့ခြင်းအကြောင်းမူသူတို့သည်ရှေးကသမိုင်းရည်ကြီးကြောင်းထဲတွင်ဆက်လက်စီးမျောကုခတ်ရအောင်မြည်သူများဖြစ်နေရပြီနိုင်ငံတကာအစာပြေအစည်းအဝေးများတွင်ဖတ်ကြားသောစာတမ်းများကိုကြည်လင်ရင်းလူမျိုးတို့၏ဝတ္ထုများတွင်မြည်ခဲ့သောရင်ကျေးမှုမြည်ခဲ့သောလှုပ်ရှားမှုမျိုးပါဝင်သည် မပါဝင်သည်ကိုရှာဖွေဖော်ပြတတ်တည်ကိုတွေ့ရှိနိုင်ပေသည်ခေပြိုင်ခံစားမှုမဖော်ပြသောရတစာပေများတွင်ကယင်းသမိုင်းဆာနာများကိုတွေ့နိုင်မည်မဟုတ်ချေမောင်သိန်းဆိုင်15ရက်ဩဂုတ်2000ပစိအိမ် စ်ကစားနီဆိုတာအစစ်ကြီးနဲ့နေဗံပစစ်ရဲလို့နှမျိုးရှိတယ်။လူလေးရပြင်မှာပစစ်တဝိုင်းလို့ခေါ်နိုင်ပြီးမြောက်ထဲနဲ့လည်းပြစ်လို့ရတဲ့ကစားနီပဲ။ပစစ်တဝိုင်းကိုစတင်ပြီးကစားတော့မယ်ဆိုရင်ကျွေပကန်ထဲကကျွေ၆လုံးကိုတဦးနဲ့တဦးအပြိုင်ပြစ်ကြရတယ်။အဲ့ဒီလိုပြစ်ကြတဲ့အခါမှာအပွင့်သားအောင်ပြစ်နိုင်တဲ့သူကဒီဝိုင်းမှာကျွေကိုစတင်ပြစ်ကစားနိုင်တဲ့အခွင့်အရေးကိုရတယ်။ကျွေကင်မီပကန်ထဲကိုပြစ်လိုက်တဲ့အခါကျွေအားလုံးပကန်ထဲမရဘဲ။ အပြင်ဘက်တလုံးတလီထွက်သွားတာကိုကျွေအံ့နေလို့ခေါ်တယ်။ဒါကြောင့်ကျွေအံ့ကစားနေလို့ခေါ်ကြတယ်။ကျွေချောက်ပွင့်နဲ့ငါးပွင့်ကမောက်ပြီးတပွင့်ကလန်နေတာကို30လို့ခေါ်တယ်။နှစ်ပွင့်လန်နေတာကိုပါ၊သုံးပွင့်လန်နေတာကို3။လေးပွင့်လန်ရင်4လို့ပဲခေါ်တယ်။ငါးပွင့်လန်တာကို30လို့ခေါ်ပြီး6ပွင့်လုံးလန်ရင်တပါးရာလို့ခေါ်တယ်။ချပွင့်လုံးမှောင်နေတာကိုတော့တစ်ချောက်လို့ခေါ်ပြန်တယ်။စနစ်ကိုပါဏိလို့ခေါ်တာဘာရတာတဲ့ ွေချလုံးလောင်းပြင်နိုင်တပါတာပဲပစိကွက်ကို12ကွက်တီတီရွှေတက်နိုင်တဲ့အခွင့်အရေးကိုရထားတာကိုဒီတော့ဘာရတာကနေပြီတပါရလို့ပါနီကရွေးလျားလာတဲ့စကားတလုံးများဖြစ်နေမလားလို့တွေးကြတယ်ပြီးတော့မောင်ကြီးတို့ငငယ်ကဖိုးတို့ခြံထဲမှာလာနေတယ်ဟိန်တို့ဖိုးကြီးတယောက်ရှိတဲ့အဲ့ဒီဖိုးကြီးကငငယ်ကကိုရင်နေပါတယ်ဝတ်ဖို့တော့မြမလိုလုံးလုံးဖြစ်နေပြီအဲ့ဒီဖိုးကြီးဟာဆိုရင်ဝါသနာကြီးလာတဲ့မောင်ကြီးတို့ဖိုးနဲ့ပစိပစ်ပတ်တယ် ။ပစိဖြစ်တိုင်းလဲသူတို့နေရာဟာတယောက်နဲ့တယောက်ကြွေစီတယ်၊ညစ်ပတ်တယ်နဲ့အများရန်ညင်းစားခုံကြတာဆူဆူညံနေတာပဲဆိုတယ်။မောင်ကြီးတို့ဖိုးဟာကြွေပြစ်ကောင်းတယ်။သူပါဇက်ကလာလဲဟဲ့ပါပူပူလေးလို့អော်ပြီးပြလိုက်ရင်တကယ်ပဲပါကြတာပဲတဲ့။အဲ့ဒီဟိန်တို့ဖိုးကြီးရကြွေခော်ရင်းနဲ့ပတ်သက်ပြီးပြောတာတွေဟာလက္ခဏာရရှိတယ်လို့ဖိုးကပြောတယ်။တပါးရတို့တိချောက်တို့ဆိုတဲ့ပစိကစားတဲ့အတွေးခေါ်ဟာဆိုရင် သူတို့ဟိန်သူစကားကဆင်းသက်လာတာတွေဖြစ်တယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့ဟိန်သူစကားမှာတဆနစ်ကိုဘာရာလို့ခေါ်ကြပြီး၆ကိုချဲလို့ခေါ်တယ်။အခုလည်းကြွေ၆ပွင့်လုံးမှောက်ရင်၁၆၁၆တချောင်းလို့ခေါ်ပြီး၆ပွင့်လုံးလန်နေတပါရာတပါရာလို့ခေါ်ကြတယ်တချောင်းဆိုရင် ပစိကွက်၆ကွက်ရွှေရပြီတပါရာရရင်ပစိကွက်၁၂ကွက်ရွှေနိုင်တယ် ူတို့မှလည်းကျွေးခနှလုံးကစားတဲ့ကစားနည်းရှိတတယ်။အဲ့ဒီကစားနည်းကိုပစိတီလို့ခေါ်ပြီးပစိတီရဲ့တဲ့ဘဲက25တယ်။အဲ့ဒီပစိတီကနေပစဲလို့ရွေလျားလာဟန်တူတယ်ပြီးတော့ပစိရင်ကိုဖွဲ့စည်းထားပုံကလည်းပစိကွက်တည်းဟာအလဲရအဆက်ကြီးနဲ့ဆိုင်တစ်ဖက်တစ်ဖက်မှာအဆက်ကလေးပေါင်း25ကွက်စီရှိနေတာဖြစ်လို့သူ့ယူစာလက်ခံနိုင်စာရှိတယ်လို့အဖိုးကထောက်ခံခဲ့တာပဲ။ကျွေမာ3ပွင့်လိုက်ရင်1ပွင့်လိုက်ရင်ပါလို့ခေါ်တယ်နော်။ လူတယောက်ဟာဘာတကူမှသုံးစရာစားစရာမရှိအောင်အကြံဉာဏ်တုံးနေတဲ့ဘဝမျိုးစဉ်သုံးစားပါကြဖြစ်နေပြီလို့ပြောတတ်ကြတယ်။ဒါပစ္စစကားပဲ။တူနဲ့တူဟာညံရည်တိုင်းသားတယ်လို့ကစားရတဲ့ကစားနည်းမျိုးဖြစ်လို့မောင်ကြီးဖြင့် ပစ္စစ်ကစားနည်းတင်ကောပြပြသွားမှာကိုတိတ်ဆူရင်နာပဲ။တီဦးဤမြမရွရစကထားများစာအုံးမှာကောက်နှုတ်ချက်ပစိဝိုင်းကိုမြင်ဘူးကြပါသလားပစိကစားဘူးကြပါသလား အ ਨੇ ဆုံးကြာနေစတူရင်လာတော့ကစားဘူးကြလိမ့်မည်ထင်သည်မကစားဘူးဘူးထားဘီကတော့ရကြည်ဘူးမြဲမှန်ပစစ်သည်ကြာစတူရင်စသောကစားနည်းများနည်းစစ်စင်လူသောကစားနည်းတရဖြစ်သည် လူနှစ်ယောက်ရှိလျင်ကစားနိုင်သည်လေးယောက်စားလျင်ပုံရိပ်မြိုင်သည်ပစစ်ကော့ကိုပိတ်စားပြင်ချုပ်သည်ယူရငင်ရလွယ်ကူအောင်အခောက်သိန်းလွယ်ကူအောင်ပြင်းမည် အပိုင်းပိုင်းစားစားအဆက်ဆက်ပါပါနေမောဆက်ဆောင်တပွဲထင်ရသည် အဖာသေးတွေတင်းကျန်ပြင်းနေသည်ဟုအောင်မေးရသည်စစ်စစ်တွားရမည်ကြောက်ွက်များပေသည်ပစိအိမ်မှာကြက်စီခဲတရန်လက်ရက်တီရှိကလမ်းတွေကိုဖောက်သွဲထားသည်ကြားတကောင်၏ပြေးကွက်မှာ80ရှိသည်အကွက်80ပြေးပြီးနောက်အိမ်သို့ဝင်သည်ပြီးသည်ကြားမှာတပတ်ကိုရှစ်ကောင်ထားရသည်အလုံးပေါင်း16ကောင်ကျွေရ6ဆီရှိသည်ခယူတမျိုးဖြစ်သည်တစ်ဖက်ကဆင်းလုံးချောဆင်းချောလုံးနေသည်တစ်ဖက်မှာတော့ပဇက်ဟနေသည်ဗမာဇိုင်းခွဲရပါသည် ကျွေစိကိုဝိုင်းလေရှိကျွေပကံမှာတပြိုင်နက်ပြေးရသည်6စိလုံးမှောက်လျင်တစ်ချောင်း6ကွက်ပြီး5စိမှောက်တစ်လုံးလန်တစ်စင်10ကွက်4စိမှောက်နှလုံးလန်တစ်ပန်း2ကွက်သား3စိမှောက်သုံးလုံးလန်တစ်သုံး3ကွက်2စိမှောက်4လုံးလန်တစ်လေး4ကွက်10စိမှောက်5လုံးလန်တစ်စင်ပြေးကွက်ကကွက်အစိအထိ6စိလုံးလန်လျင်တစ်ပါးရ12ကွက်ပြီး ဒီကစားနည်းတွင်တဆယ်ကအင်အားရှိဆုံးတဆယ်တပါတာတဆယ်တစ်ချောက်ပြနိုင်မှာကျွေနိုးသည်ကျွေနိုးသည်ဆိုသည်မှာစတင်ပြေခွင်စတင်စားခွင်ရရှိခြင်းပင်သို့တော့ကျွေသုံးခါဇက်တိုင်းတို့ပြန်တော့တမန်ပါမယာကန်းလေသည်သိလေသည်ကြားကိုပူမူရလဲခေါ်သေးသည်ကျွေနိုးမှာပူတင်ခွင်ရှိသည်စားရှိကောင်လုံးနိုးပြီးနောက်တပါတစိတပါရတစိကြလင်တကွယ်ပူပြေခွင့်ရသည် အီဒီယိုပို့တွတ်တင်ဟိုခေါ်သည်ပြည်နှံတစ်ခုလိုက်နိုင်အထိုင်တိန်စီရှိတတ်မည်အထိုင်မှအကြောကိုတတ်၍မရအထိုင်မှလွတ်နေသောအကြောကိုစစဟုခေါ်သည်ပြည်နှံတစ်ခုလိုက်နိုင်အထိုင်တိန်စီရှိတတ်မည်ကြာစားပွားသည်အန်ဒီအများဆုံးဘေးဥပတ်ရှိဆုံးထိုးစားငယ်ရွယ်သူတို့ကိုစစမထောင်နေဟိုလူကြီးသူမတို့ကစုံမတက်ကြသည်ပစိကစားနေတွင်ကြာစစ်တူရင်တို့နေကွာကွာစားချက်မှာ ကြားရကောင်တင်းလင်းတစ်မျိုးလုံးတင်းသည်ကြားရကောင်ကြားလင်းကြားအလုံးကစားခွက်ပေါ်မှာဆင်ပင်ရသည်စနုကြားနုစတင်ပြေခွင့်ရသောကြားများဖြစ်လာရဲ့ကြွေကိုနှိုးပြောင်းမိမိကြားထိုင်မှမြဲဖို့စစမထာမီဖို့ရည်ကြီးသည်ဒီချက်ရည်ကြီးသည်မှာတစ်ဖက်ကြားကိုတတ်ဖို့ပင်ဒီစားနီးမှာကမိမိကိုယ်တိုင်ပြေဖို့တန်တစ်ဖက်ကြားကိုတတ်နိုင်ဖို့အရေးကြီးဆုံးဖြစ်သည်ဤဒီယာပညာခံဖြစ်သည် ပစင်ဝိုင်းမှာမျက်နှာချင်းဆိုင်မိပြီဆိုရင်ဘလောက်ချစ်သူဘလောက်ခင်သူကိုမဆိုညံသူဖြစ်တာသတ်မှတ်လိုက်ပြီးတော့ကျုံဝိုင်းထဲမှာစုံကြသည်လဝိသမားစိတ်ထားတာထားပြီးရောကိုကမတက်ရင်သူကတက်ပြီးရောမြည်ကိုကမထိုးရင်သူကထိုးပြီးရောမြည်ဒီကစားနေကစားရင်မင်းနှပန်းရန်ထားဖြစ်ကစစ်ပွဲဝင်ဖြစ်ပွားခဲ့ရဖို့ဒီပကံခေကဖြစ်သည်အနော်ရထာမင်းဤတာတော့ဆောလုံးမင်းနေအောက်တာဘကူစာငရမန်ကန်တို့ဖြစ်သည် အစိမ့်စားနေမှာနိုင်ဟူထင်းနေလက်ကရှုံရသည်မျိုးရှိသည်စားရည်ပန်းနိုင်ဝါမှာစုပြုံနေပြီချက်ကန်းနေဖြစ်ကရှုံရသည်မျိုးလည်းရှိသည်ကျွန်ုပ်ချမ်းမီ၍တားကောင်မြင်ပါလျက်ကြီးမဲသည်မုတ်ဆိုးရည်ဖြစ်မျိုးနေကြုံရသည်လည်းရှိတတ်သေးသည်တို့ပင်မဲ့ဒါတွေကိုထားအဓိကကတော့တစ်ဖက်ကိုနိုင်ထက်သက်ဖို့ပင်ပစစ်ဝိုင်းမှာကျင်နာရည်မရတနာရည်မရညာရည်မရကရုဏာထားရည်မရကိုကတန်နိုင်လင်တန်း အသက်နိုင်ရင်တော့ကိုယ်အတိကိုယ်ရှင်ဒါကပစိဤတဘောပစိဤတဘာပါယခုတော့လည်းမတက်စင်းသည်မိမိကိုယ်ကိုမိမိပစင်ဝိုင်းမှာပါဝင်လာပြီဟုတ်တင်သည်ကစားရမည့်လက်ရွေးစင်လေးရောက်ထဲမှာတရားပါဝင်ဖြစ်လာရပြီအောင်မေးသည်မိမိရဲ့ဥတင်မောင်တန်ရင်ဒေါခင်မီမြိုင်ရဲ့ညိုမာတန်ရင်ဒီလေးရောက်သည်ကစားကွင်းရေတစ်ဖက်တစ်ချက်မှာထိုင်မိကြပြီ။နေရာယူမိကြပြီ။ဒီတော့ ပစိကစားသမားထုံးကိုနှလုံးမူရတော်မူတနာစိတ်ကိုဖြောက်ရမည်ညာတာချင်းတွင်ကျင်နာချင်းတွင်ကိုဥပိ္ခာပြူရတော်မူကယူနာတရားကိုကြောခံရတော်မူပစိကစားသမား၏တဲ့နှလုံးတိုင်းကျင့်သုံးရတော်မူမတက်စင်၏လက်ထဲမှတယ်လီဖုန်းစကားပြောခွဲသည်ရှိရင်ဆွဲလေးချိန်ထက်လေးလံလာသည်ထင်ရသည်လက်မှချွေးစည်းပြန်ကစကားပြောခွဲသည်လျှော့ထွက်သွားလိမ့်မလားထင်မိပုံမတင်ကျက်စွာစောက်ကင်ထားမိသည် တယ်လီဖုန်းလို့ခေါ်ခေါလာသည်တစ်ဖက်တွင်ကြာမြင့်စာမြင်နေရမှာတစုံတစ်ယောက်ကကောက်ယူလိုက်ဟန်ဖြင့်အတန်တိတ်သွားသည်ဟယ်လိုထူးသောထူးတန်မှမိမသည်ဒေါခင်မင်းမြိုင်ပါလားစူးစားထိ ंछ ုပ်ထားသည့်ဂျာမားပြီမသက်စင်ရေးတန်သည်တုံချင်လာသည် ဟုတ်ပါတယ်ဘသူပါလဲကျမကျမနာမည်မသက်စင်ပါအမကြီးနဲ့ဓာတ်လိုက်တွေ့ရတာဝမ်းသာပါတယ်ကျမမှာပြောကြစကားတချို့ရှိပါတယ်အမကြီးရဲ့ခင်မှုဥတည်မောင်တန်နဲ့ပတ်သက်လို့ပါပဲ သူ့ကိုကျမနဲ့အတူရှိနေပါတယ်။သူကပဲတယ်လီဖုန်းအဆက်ခိုင်းတာပါ။မတက်စင်သည်အတန်းစားဆိုင်သွားသည်။ညညိုသလိုတက်ပြင်းဆိုင်သလိုအတန်ကြီးအတန်ထားနေပြောလိုက်သည်။သူသူအမကြီးကွာရှင်းပြက်စဲချင်ပါတယ်တဲ့။ပြီးရင်ကျမနဲ့လက်ထက်ချင်ပါတယ်တဲ့။မတက်စင်သည်ပရိဒရာစာစာပေလုပ်ငန်းတွင်တော်ဝင်လာခါစားကဆက်လံတဘောကိုအစာပြုခဲ့မိပြီးဖြစ်ကြောင်းရိတ်စာမိခြင်းရှိသေးခြင်း။ သူမသည်ကုမ္ပဏီများလီမိတက်များလုပ်ငန်းကိုင်ငန်းကြီးများကိုစိတ်ဝင်စားသူဖြစ်သည်ရင်းနှုံးကိုကင်တွဲအုပ်ချုပ်နေသောပိုင်ရှင် မန်နေဂျာအုပ်ချုပ်ရေးမှူးစသူတို့ကိုလေးစားသူဖြစ်သည်သူတို့မှာအာဏာရှိသည်ပညာရှိသည်ငွေရှိသည်ထက်မြက်တွကြွသည် လောကတွင်လူတရားအထူးသဖြင့်ယောက်ျားတယောက်မှာအာဏာရဲ့ပညာရဲ့ငွေရဲ့ရှိဖို့လိုသည်ဟုလည်းမတ်သက်စင်လေးနှံခံယူထားသည်ယခုမတ်သက်စင်နှင့်တွေ့ဆုံရမည့်ဦးတင်မောင်တန်းဆိုသူမှာ ဒေတာရာစာစာပေလုပ်ငန်း၏ပိုင်ရှင်ဖြစ်သည်အောက်ချော်ရင်မူလည်းဖြစ်သည်ထို့ကြောင့်မဆောင်ခင်ကအထင်ကြီးသည့်အထင်ကြီးနေသည်မတက်စင်သည်ဝါနေစာဖွဲ၏ဒုတိယကဆောင်ဖြစ်သည်ဝါနေစာပေရာဘွဲရများစုစည်းထားသောဘွဲဖြစ်သည်တမဝါရမဆန်သောပေါကလီကဖွဲ့စည်းကိုဖြစ်သည်ပေါကလီကပိုင်လုပ်ငန်းများကိုဆင်ရင်ကင်ပေးသည်ဆင်ရင်စစ်ပေးသည်ဆင်ရင်ပြုစုပေးသည်အမျက်ခွန်ရောင်ခွန်စသောအခွန်ပန်းနာနှင့်ပတ်သက်သည့်အခက်အခဲများကိုကူညီဖြေရှင်းပေးသည် အခစင်းငွေဖြဲမြို့မြို့မြမြဲယူသည်ဒေသရာဇာတို့မသက်စင်ရောက်လာရသည်မှာနှစ်ပေါင်းမြောက်များစွာကပြည့်ပြည့်ထားသောစင်းများကို ပြုစုပေးဖို့ဖြစ်သည်မသက်စင်သည်ဒေသရာဇာအခန်းတွင်ထိုင်ရင်လုပ်ငန်းရှင်တွေကိုခဲခဲသည်အခန်းရင်တွင်ပိုင်း၌ပုံနှိပ်ဆက်များရှိပုံရသည်အခါတည်းရန်ဆက်တံများထွက်လာတတ်သည်ဆက်ရိုက်စားစီစားပြင်းစသောလူချုပ်လှူရှားသွားလာမှုကိုမြင်နေရသည် ။နေရံတွင်မရရဲ့ဘီရိုကြီးများရှိသည်။စနေတကြားမဟုတ်ပဲ။ပြန့်ကျဲသောပုံစံဖြင့်စာအုပ်စာတမ်းနှင့်ဘီရိုထဲမှရှိနေသည်။နေရံတွင်မူရင်းပကြီဒီဇိုင်းပုံများကိုပေါင်းတွင်ချိတ်ဆွဲထားသည်။ဥတည်မောင်တန်ရေခမ်းမှာအတီးတန်တီရှိသည်။ပေါ်လျောင်ပြောင်းလဲနေသည်။သုံးထပ်သာခန်းစည်းနေ။မှန်နောက်ပတင်းများတက်ထားသည့်အခန်းဖြစ်သည်။နေလယ်ဆန္ဒနာ၏ရှိပြီ။နေဘူးကိုဖြတ်တန်လာခဲ့ရပြီမတက်စင်မှာပူလောင်အိုက်ဆန်နေသည်ချွေပြန့်နေသည် လက်ကင်ဘွားကလေးဖြစ်ပင်ရက်ခန်းနေမိသည်ဒီစင်းတွင်ဥတ္တမောင်တိုင်းရင်ခန္ဓာကားပွင့်လာသည်စစောကမတက်စင်အားခနာဆောင်မှာဟူဆိုခဲ့သောစည်ရည်ဖြစ်ဟန်သူသည်သူ၏ကိုယ်တိုင်ပေါ်လာသည်ငါးကိုဟာပေးထားရင်ဥတ္တမောင်တိုင်းဝင်သိဝင်တွေ့နိုင်ပါပြီတော်တက်စင်မတက်စင်သည်မိမိရဲ့တက်ချီကေးကိုကာယူလိုက်သည်စာရွက်စာတမ်းများပြားကိုတည်ယူနေကြဖြစ်သည်ဖြင့်မတက်စင်သည်စလင်းဘက်လိုလက်ပွေရိတ်လိုပစ္စည်းမျိုးကိုမကင်နိုင်ခဲ့ပြီး အတချီကိခေါ်လက်ဆွဲတင်တာပြားကလေးကိုတည်ယူနေရသည်အခန်းတွင်သို့ဝင်လိုက်သောအခါမသက်စင်ဥစွာသတိပြုမိသည်မှာဤသွားခြင်းဖြစ်သည်လေးဆက်တက်ထားကြောင်းသတိပြုမိသည်မိမိနှင့်တူယူရှိကြီးမားသောဖော်မိကာကင်းစပွဲကြီးတလုံးဤနောက်တွင်လူတယောက်ထိုင်နေကသူ့ဤတွင်လူတယောက်ကရဲလက်ရှိသည်ထိုင်နေသူမှာဦးတင်မောင်တန်းဖြစ်မည်ဟုမသက်စင်မှတ်ချက်ချသည်ဆရာဝါနေစာကဒေါ်သက်စင်မှာစီးလို့သူကမိတ်ဆက်ပေးပြီး တဆက်ထဲမှာပင်မတ်တက်စင်ဘတ်သွင်းလဲ၍မတ်တက်စင်ဒါဥတ္တမောင်တတ်မှာမတ်တက်စင်ရေကဲခန့်မမပါထိုင်နေသူမှာဥတ္တမောင်တတ်ဖြစ်သည်ဥတ္တမောင်တတ်ရင်ထူထဲသောမြန်မာကိုင်းပေါ်မှကြောကမတ်တက်စင်ကိုဖြတ်ကနေကြည့်သည်ဩဟုတ်ကဲ့ထိုင်မှာတော့တတ်စင်ပလထိုင်တစ်လုံးကိုညွန်ပြသည်ထိုနာကိုကြည့်သည်ဇပွဲပေါ်သို့ပြန်ရောက်သွားသည်မတ်တက်စင်သည်ဇပွဲရှိရှိကလထိုင်တွင်ဝင်ထိုင်လိုက်သည်ဇပွဲပေါ်တွင်လောက်ကင်လက်စားအလုပ်တချို့ရှိသည်ဆာရွက်စာတမ်းများပြန်ကျင်းနေသည် ။စာရွက်များပေါ်တွင်ဒီဇိုင်းပေါ်တပုံရှိသည်။ဥတ္တမောင်တန်းသည်ပုံကိုကြည့်နေသည်အာယုံဝင်စားနေပုံရသည်။မှတ်သက်စဉ်သည်အခန်းကိုကဲခတ်သလိုလိုက်ကြည့်နေမိသည်။အခန်းနံကိုမိခိုးရောင်ဖြော့ဖြော့ထုတ်ထားသည်။နေရံတွင် အဖိုးတန်းကြီးကချိုးရှိသည်။အခန်းနောက်တနေရာတွင်ဇပွဲတစ်လုံးဇပွဲပေါ်မှလက်နေစံအခန်းစမ်းမြင့်ကို အမွေးပွားကော်စော်ခင်ထားသည် မတ်တပ်ပြီးတော့များစာအုပ်စင်များရှိသည်အများဆုံးတွေ့မြင်နေရသည်မှာတော့ သုံးပြုပြီးဖြစ်ဟန်တူသောမူရင်းဒီဇိုင်းပုံများဖြစ်သည်။မတ်တပ်စင်သည်ဥတ္တမောင်တန်ပတ်သို့လဲလိုက်သည်။သူသည်အဟောဆရာကောင်းအောင်ငယ်ရွယ်နေသည့်ကြောင့်တွေ့ရသည်။အစကတော့ဒီထက်အသက်ရွယ်ပိုကြီးလိမ့်မည်ဟုထင်ခဲ့သည်။သပင်ကတော့အနေငယ်ကြိုးကျဲစားပြုပြီးတည်သက်စွာပြီးထားသောသပင်မှာအသက်40ရှိနေပြီဖြစ်သောလူတရားပုံရှေးသင်းဒီထက်ပို၍ရှိသည်ဆိုရမည်။အသားလက်လက်မျက်နာကခက်သွဲသွဲနာတန်ပေါ်သည်။နှာခမ်းသားခက်ပါပါတင်းကျပ်ဆိဆက်သည် မော်စိတ်ကျင်ဆွဲကိုကောင်းစားရိပ်ပဲထားသည်မတ်သက်စင်နှင့်ဥတည်မောင်တန်းတို့အကြည့်ချင်းဆုံးသည်ပထမအဆုံးချိန်ဖြင့်ဥတည်မောင်တန်း၏ပြုံးကိုမြင်ရသည်မတ်သက်စင်အားတိမှန်ပြူသည့်အပြုံးဖော်ရွေစွာနှုတ်ဆက်လာသည့်အပြုံးဥမျိုးစင်ကမတ်သက်စင်လာမဲ့အကြောင်းကြိုပြီးဖုံးဆက်ထားတယ်ဟုတ်ကဲ့ဥမျိုးစင်မှာမတ်သက်စင်ကြီးကြီးခဲ့ဖြစ်သည်ဝါနေစာ၏ပထမကောင်းဆောင်အော်မိတ်ဆက်ပေးရအောင်မေဒီကကိုနန္ဒမကြည့်စရာပါ အကြီးစရာကိုနန္ဒာမှာအသားဖြူဖြူရဲ့ရှိရှိဖြစ်သည်အသက်30ဝန်းကျင် ထိုပကြီးစရာကြီးလက်ရာကိုဝတ္ထုဆောင်မျက်နှာပေါင်းချိုနိုင်မသက်စင်မြင်ဖူးသည်တွေ့ရတာဝမ်းသာပါတယ်မသက်စင်ပြုံးပြီးပြောလိုက်သည်ကိုနန္ဒာကဟုတ်ကဲ့သာဆိုသည်ဒီဟာသူ့လက်ရာပေါ်ဆိုကဥတည်မောင်တန်ကဒီဇိုင်းကိုမသက်စင်ရှေ့ထိုးပေးသည်မသက်စင်ယူကြည့်လိုက်ရသည်စာအုပ်မျက်နှာပေါင်းဖြစ်သည်တင်အတွက်လက်တွေ့ယောဂကျင့်စဉ်များတယ် မွန်ရီသားနာသောယောက်ျားကြီးတို့မျက်လာကြကားတင်းမလင်ခွေထိုင်နေသည့်ပုံတရားကျင့်နေသည့်ပုံဘလို့သဘောရလဲမသက်စင်ရှင်ဥတ္တမောင်တန်းရင်မေကောမသက်စင်နားမလဲလိုက်ပုံဘလို့သဘောရတယ်လို့ပါကျမမသိပါဘူးဒီဇိုင်းကိုပြန်ချထားလိုက်သည်ဒီမောင်ဥတ္တမောင်တန်းဆူရှာသောအကြည့်ဖြင့်ဆိုင်ရသည်ထင်မြင်ချက်မပေးနိုင်ဘူးလားဟုတ်ကဲ့ကျမအမှုပညာကြောင့်ကောင်းကောင်းနားမလဲပါဘူးမသက်စင်သည် ကောင်းဝရန်ခါကပြုံလျက်ကဝင်ခံလိုက်ရသည်စင်စင်။ဒီဇိုင်းကိစ္စမှာဦးတင်မောင်တန်းနှင့်ကိုနန္ဒတို့ကိစ္စသားဖြစ်သည်။မှတ်တမ်းစဉ်နဲ့မစီလေးရတဲ့အုံမဆိုင်ဖြစ်သည်ထို့ကြောင့်မတိကြောင်ဝင်ခံလိုက်ရသည့်အတွက်မှတ်တမ်းစဉ်ဝမ်းမနေမီစိတ်မတမ်းတာမဖြစ်မီ။မှတ်တမ်းစဉ်တွင်မိမိနှင့်ဆိုင်သောကိစ္စများကိုစိတ်ဝင်စားဖြစ်အောင်မထုတ်တော်လေးခြင်းရှိနေခဲ့ပြီ။ပစ္စကခတွင်မှတ်တမ်းစဉ်စိတ်ဝင်စားသည်မှာဒေတာရာစားဖြစ်သည်။ ဒေသရာဇာစာပေလုပ်ငန်းသည်လွန်ခဲ့သော10နှစ်ကတည်ထောင်ခဲ့သည်ခေတ်ပေါ်ဝိထုများနှင့်အတူ15ရက်တွင်ဆက်လက်ဖြစ်နေစိတ်တကိုယ်ဖြင့်တော်ကားဝင်အောင်ကူညီပြုံမေတို့အတွက်လှတိုးစေသောနီး90စာသည်ပြီးဖွယ်ကောင်းသော၆တွေ့သည့်စာပေမျိုးစာများကိုလည်းထဝေသည်စည်ရင်စနစ်တကျမထားရှိခဲ့သည်မှာလုပ်ငန်းစတင်ကလေးကဖြစ်သည် အခုတော့မှန်းချေဖြင့်ခွန်ထော်စည်းချက်ချင်းခံရသည်နေနာနေသည်ထို့ကြောင့် ဝါနေစာနှင့်ဆက်သွဲလာသည်ဤဒီဟိုသာမတက်စင်တည်ထားပြီးဤဒီဟိုသာမတက်စင်စိတ်ဝင်စားသည်ဦးတက်မောင်တန်ကစိတ်ဆုံးဖြတ်သလိုတက်ပြင်းတစ်ချက်ရှိုင်းလိုက်သည်ကောင်းပြီလေကိုနန္ဒဒီပုံကိုသုံးမယ်ဒီဇိုင်းခါရှိမှငွေထုတ်သွားပေါ့ဟုတ်ပြီလားကိုနန္ဒကကောင်းငိမ့်ပြသည်စကားနဲ့ဟန်တူသောကြည်စရာသည်မတက်စင်ကိုခက်တူတူနှုတ်ဆက်ကအခန်းထဲမှထွက်သွားသည်အခန်းထဲမှာမတက်စင်သည်ဦးတက်မောင်တန်သာကြံခဲသည် ။ဥတ္တမတန်က secret book ကိုထော်ယိုသည်။မတဆင်တန်ခံပေးသည်။မတဆင်ကောက်ခါလိုက်သည်။စမမတော့တတ်ပါဘူး။တစ္ဆက်ထဲမှလည်းနေရမဒီဇိုင်းဟောင်းတစ်ခုကိုတွေ့ရက15ရက်အတွင်းဆက်လိပ်ဖြန်းသည်ဆိုတဲ့စာအုပ်ကိုဒေတာရာဇာကထုတ်ဝေတာထင်ပါရဲ့ပြုံးလျက်ပြောလိုက်သည်။ဥတ္တမတန်ကမတဆင်ရင်ဟာသားကိုရိတ်စားမိပုံပေါ်သည်။ဟုတ်တယ်လေဒေတာရာဇာကထုတ်ဝေတာပေါ့ကျွန်တော်ကိုယ်တိုင်ထုတ်တာပေါ့။ဒါပေမဲ့ဒီနီးတွေကိုတခုမှကျွန်တော်ကမလိုက်နိုင်ဘူးလေ။ ဆက်လိုက်နဲ့ကျမ်းမာရေးကြက်ရရွေးဆိုတော့ဆက်လိုက်ကိုပဲရွေးလိုက်တယ်။ကြီးလိုက်တော့ခါဦးတင်မောင်တန်းဒီပုံရိပ်နုပြသွားသည်ဟိုထင်ရသည်။သူဤသွားများမှာဖြူခွေးညီညာပြီးဤဟန်ကပွင့်လင်းလွတ်လပ်သည်။သူဤမျက်လုံးများသည်အံ့ဩစရာကောင်းလာတောက်တောက်ပပရှိနေသည်တို့ပင်မဲ့ဒီစင်ကတကယ်ပဲမသက်စင်ဤစိတ်မှာတံပြန်လုံးချုံနေသည်။ ဒေသရာဇာကိုလည်လာပြီးဖြစ်တယ်လို့ဦးတင်မောင်တန်ချောင်းကိုမသက်စင်လည်လာပြီးနေပြီအသက်42နှစ်ဇနီးရှိသည်ချစ်လွှတ်စွာသောသမီးလေးတယောက်ရှိသည်မသက်စင်ကိုယ်တိုင်ကလည်းလက်ထပ်ဖို့သည်တကူလက်ဖြစ်သည်ကလေးနှစ်ယောက်ရှိသည်အသက်က30နှစ်ဒီတော့လက်ပြမတန်စရာမရှိရင်ခုန်စရာမရှိအလုပ်တွေလုပ်တာဖြစ်သည်ဟူသောစကားကိုမတန်စင်နေရဲ့လောက်တွက်လူကြကိုဆက်ဆံနေခြင်းဟူ၍သာသဘောထားသည်ကဲတော့တတ်စင် မတက်စင်လို့ပဲခေါ်နိုင်ပါတယ်ဟုတ်ကဲ့မတက်စင်ဝါနေစာကျွန်တော်ဘယ်လိုကူညီနိုင်မလဲဒီတော့မှအလုပ်ကြောင့်စာရသည်မတက်စင်သည်မျက်မှန်ကိုတက်လိုက်သည်မျက်မှန်ကဒီရီမများလှပေးမယ်မတက်စင်ရဲ့တက်ကုန်မှုရှင်ဆွဲထဲရင်သွားစေသည် အတက်ချီကေကိုယူရသည်ဆာရွက်ဆာရန်နေထိုးရသည်မိမိပြင်ဆင်လာခဲ့သောစင်းစရာပုံစံများတကယ်တမ်း300မြေငွေသွင်းငွေထောပုံစံများကိုပြကမိနစ်20ခန်းရှင်းပြရသည ဥတ္တမအတန်းဒီဘာတခုညမပြော secret တောင်ရင်နာထောင်နေသည်တခါတရံကောင်းငိမ့်ပြသည်ရှင်းပြပြီးတော့ခါမတက်စင်မှာမောနေတော့သည်ဒါတွေပြီးအောင်ဘလောက်ကြကြအလုပ်လုပ်ရမှာလဲမတက်စင်ဒါတွေကိုကျမတို့ဖွဲ့ရနှစ်လခွဲလောက်နဲ့ပြီးအောင်လုပ်နိုင်ပါလိမ့်မယ်ကောင်းပြီလေမတက်စင်တို့ဖွဲ့ကိုကျွန်တော်လက်ခံလိုက်ပြီးဆိုပါတော့ကျမရှင်းပြတာတွေကိုနားလဲပါရဲ့လားရှင်ဥတ္တမအတန်းကခေါင်းကိုရန်ခါပြသည်တခုမှနားမလဲပါဘူးမတက်စင် ဒါဒါနဲ့မှတ်တပ်စင်လိုပဲပေါ့မှတ်တပ်စင်ကစင်းစရာကျွမ်းကျင်တယ်နှုပညာကိုနားမလဲကျွန်တော်ကနှုပညာနားလဲတယ်စင်းစရာကိုနားမလဲစိတ်ဝင်စားဒါပေမဲ့ကျမတို့ဖွဲ့ရလက်ခံရင်ငွေတော်တော်များများတော့အကုန်ခံရလိမ့်မယ်မှတ်တပ်စင်တို့ဖွဲ့ရလဲကျွန်တော်စိတ်ဝင်စားပါအောင်ဒါပြင်ပါအောင်စိတ်ဝင်စားပါတယ်လေရှင်လူတရားဟာကိုယ့်အိမ်ထဲကငွေကိုသုံးမယ်ဆိုရင်ဘာအတွက်သုံးမယ်ဆိုတာတော့အရင်စဉ်းစားရပါလိမ့်မယ်။ဒါဟာဘောကပြည်တာအခြေခံတဲ့စိတ်ထားပါပဲ ကျွန်တော်စိတ်ဝင်စားမိတာမသက်စင်ပါအကယ်၍ဒီနေရာမှာမသက်စင်မဟုတ်ဘူးဆိုရင်မသက်စင်ကိုယ်တိုင်ကလည်းအသက်30နှစ်မရှိသေးဘူးဆိုရင်ကလေးနှစ်ယောက်မင်းမဟုတ်ဘူးဆိုရင်အချိန်ဒီမှာအကျဉ်းချက်ရှုပ်ထွေးသွားနိုင်သည်ပေါက်ွယ်မှုတစ်ခုဖြစ်သွားနိုင်သည်ယခုတော့မသက်စင်မဟုတ်လား20ရာစုထဲမှာရန်ကုန်မြို့လိုနေရာမှာကိုဝမ်းကိုချောင်းနေသည်မိမတယောက်မဟုတ်လားဒီတော့ဘာပြဿနာများဖြစ်စရာမလိုမသက်စင်ဒီပြုံးနေလိုက်သည်မြန်မာကိုပြန်ပြုံးရင် ကျေးဇူးတင်ပါတယ်ရှင်တတီငိငိတုံပြန်လိုက်သည်တက်ချီကေးကိုပြန်ပေးလိုက်သည်ဥတည်မောင်တန်းလေးလာရအောင်ဆာရွက်ဆာနဲ့တူချူထားခဲ့ပါတယ်ကျမပြန်ပါအောင်မယ်ဥတည်မောင်တန်းဒီမတက်စင်ကိုငေးကြည့်နေသည်မတက်စင်ထိုင်ရမှထားလိုက်သည်ပြီးပြီပေါ့အလုပ်တစ်ခုပြီးပြီပေါ့ဝါနေစားအတွက်လုပ်ငန်းရှာဖွေပေးရခြင်းဒီမိမိရေလုံးအလောက်ကရခဲ့ပြီပြီးပြီဒီတို့သာစိတ်မအထင်မှတ်သည်မတက်စင်ကရှိရတော့လာသည်မတက်စင် ဥထမောင်တန်းရည်တန်ကိုကြောစီမှကြားရသည်ခြေလန်းတုံရသည်နောက်သူလှည့်ကြည့်လိုက်တော့ကဥထမောင်တန်းသည်ထိုင်ရာမှထိုင်ရနေကြောင်းတွေ့ရသည်သူ့ရဲ့သည်ထင်မှတ်သည့်ထတ်တော်ပူသည်ငါးပေလေးလက်မှရှိသောမတ်သက်စင်းနှင့်မတိမ်မရင်ဥထမောင်တန်းသည်မတ်သက်စင်းဤသို့ရှောင်းလာသည်မတ်သက်စင်းနဲ့ပြောရဟောရနဲ့အတော်မောသားရောမယ်ကျွန်တော်ကလည်းဧည့်သည်ကိုအဝတ်ပြုဖို့မိနေမိတော့နီနာအဆိုင်တစ်ဆိုင်မှာအေးသွားတောက်ကြရအောင်လားမတ်သက်စင်းအဲ အဲ့ဒီမှာကျွန်တော်တို့စီးရင်စရာတွေအကြောင်းထပ်ဆွနေကြသေးတာပေါ့အသက်30ရှိပြီဖြစ်တော့1990ခုနှစ်များအတွင်းမှာနေထိုင်ကြည့်ပြင်းလဲရှိတော့အကိုရေတကာရကိုဝန်ကိုကြောင်းနေတော့မတတ်စင်ဘူးဥတည်မောင်တန်းဒီမိမိအားဒီထက်မကလို့ရှိနေတဲ့ဖြစ်ကိုသဘောမပေါက်ပဲမနေနိုင်မြိတ်စားမိပဲမရှိ20ရာစုနောက်ပိုင်းကမိန်းကလေးတယောက်နေနေဒီလောက်တော့ပါသည်မြင်သည် စင်စင်အလောက်ကမပြီးသည်ကိစ္စကမပြတ်သည်တို့ပင်မင်း ဝါနေစားနေတော့ပတ်သက်ခြင်းမှာပတ်သက်မီပြိုင်ပွဲကဒီမှာစားသည်ဒိုင်းဒီစား၍ဒါလွှတ်သည်ပစစ်စကားနဲ့ပြောရရင်မတ်သက်စင်ကြွေနိုးပြီနားစင်ပြီးခဲတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်လာမယ့်ပိုင်းစံများကိုလည်းစောင့်မျှော်နားစင်ပြီးကြပါဦး